ခရစ်ယာန်တွေ1200လောက်ညံပါနေဆက်တပ်ဖြတ်ချင်းခံရတဲ့ဆီးရီးယားကအကြောင်းလေးကိုကျွန်တော်ဒီနေ့မျှဝေချင်ပါတယ်အဲ့တော့ဒီနေ့ဘာမှမပြောခင်မှာဗီဒီယိုကလစ်အရင်ကျွန်တော်ကြည့်ကြရအောင်ဘယ်ဒီမှာကြည့်ခဲ့ကောင်းမနော်ဒီရေရဆက်ဆက်ကိုဟိုထုတ်တတ်နေတာနော်တနတ်ဒီနေ့ပြစ်တာကိုအစုလိုက်အပြုံလိုက်ပဲနော်သူတို့တကယ်ပဲဒီလှုပ်ဆောင်နေကြတော့ကိုရပါ အမြဲတမ်းဆိုးရင်ချကောင်းတဲ့ကဘာကြီးဒီကဘာကြီးဟာဒီနေ့ဒီလိုပဲအတ္တတွေနဲ့တော့နေကြရပြီတော့နေကြတော့ကျွန်တော်တွေးရပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီလိုအတ္တတွေနဲ့တော့နေကြမယ်ဆိုရင်တော့ဒီနေ့ကဘာကြီးကပြတ်တုံးခင်းရောက်နေပါပြီဒီကဘာကြီးကအဆုံးဘက်ကိုဥတည်နေပြီ ကဘာကြီးပြတ်တုံးမဲ့ဘက်ကိုဥတည်နေပြီဆိုတော့ကျွန်တော်တွေ့ရပါဒီနေ့ယုံကြည်သူများဒီဆိုရောကာလနှုတ်ကပတ်တော်ကိုခံယူရင်းနဲ့နှုတ်ကပတ်တော်ကိုခွန်အားယူရင်းနဲ့ဒီနေ့ရှောင်းလန်းရမယ်ကာလဖြစ်နေပါတယ်အဲ့တော့ဒီနေ့နှုတ်ကပတ်တော်မှာဘယ်လိုပြောထားသလဲဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ကြည့်ချရအောင်ဟာမတဲမတဲခန်းကြီးငါပိုက်ငယ်30တဲမှာဒီလိုပြောပါတယ်ဖြောင်းမချင်းတရားကြောင့်နောက်ဆက်ညင်ဆဲခြင်းကိုခံရတော်သူတို့တွေမင်္ဂလာရှိကြ၏ အကြောင်းမူကားကောင်းကင်နိုင်ငံတော်တည်ထိုးသူတို့၏နိုင်ငံဖြစ်၏ဆိုပြီးတော့ပြောထားပါလေ။ဒီနေ့ကျွန်တော်ဖြောင်းမှတ်ခြင်းတရားဆိုတာတခင်ယေရှုခရစ်တော်ရဲ့တရားဖြစ်ပါလေ။ဒီနေ့ထိုတရားကြောင့်ကျွန်တော်ညင်ဆဲနှိမ့်ဆက်ခြင်းခံရတော်သူများဟာမင်္ဂလာရှိပါလေ။ဒီနေ့ကျွန်တော်တို့ဒါဒီနေ့ဇရီးယားနိုင်ငံမှာညင်ပန်းနှိမ့်ဆက်ခြင်းခံရတာဘာကြောင့်လဲဆိုရင်ဖြောင်းမှတ်ခြင်းတရားကြောင့်ဖြစ်ပါလေ။အဲ့ဒါယနေ့ဘုရားသခင်က လူတွေကိုကယ်တင်ဖို့ရန်ဇေလိုတဲ့တခင်ယေရှုခရစ်တော်ဖျားအဲ့ဝင်ကလေးတရားကိုယုံကြည်လက်ခံခြင်းကြောင့်ခံရတဲ့အရာတွေဖြစ်ပါတယ်။တော့ပါပဲဖြစ်နေပါစေယနေ့တို့တခင်ဟာကျွန်တော်တို့ကယ်တင်ပိုင်ရှင်ဖြစ်တဲ့ဒီလောကမှာဒီလိုညံပန်းနှိမ့်ဆက်ချင်းခံရတော့လည်းမင်္ဂလာရှိပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကိုတိုက်တွန်းထားပါတယ်ကျွန်တော်တို့မိန့်တော်မူထားပါတယ်ခွန်အားပေးထားပါတယ်အဲ့တော့မတ်တေခန်းကြီးကပိုင်ငယ်ဆက်တွေ့ထဲမှာဘာပြောလို့လဲဆိုရင် ငါကြောင့်တင်တို့ကိုတဲ့ကဲ့ရဲ့ညင်စေ၍မမှန်ပဲပြစ်တကာတင်ကြတော့ခါတင်တို့တွင်မင်္ဂလာရှိကြ၏ဆိုပြီးတော့ပေါ်ပြထားပါတယ်ငါကြောင့်လို့တခင်ယေရှုကမိန့်တော်မူထားတယ်အကြောင်းလဲယနေ့တို့တခင်ယေရှုခရစ်တော်ကိုကျွန်တော်တို့ယုံကြည်ကိုးကွယ်တဲ့အတွက်ကြောင့်မို့ယနေ့သူကိတို့ညံပန်းနှိမ့်ဆက်ခြင်းကိုခံနေရတာဖြစ်ပါတယ်အဲ့တော့အဲ့လိုနော်မမှန်ပဲလျက်ယနေ့ညံပန်းနှိမ့်ဆက်တယ် အပြစ်တကာတင်ကြတော့ခတင်တို့တင်မင်္ဂလာရှိကြ၏ဒီနေ့အဲ့ဒီတရားကြောင့်ကျွန်တော်ငင်းပန်းနှိမ့်ဆက်ချင်ခံရတယ်အော်ဒီမမမကဆွဆွဲပြစ်တင်ချင်ခံရတယ်အဲ့ဒီအဲ့လိုခံရတော့ညာလေဒီနေ့ထို့သူတရားမင်္ဂလာရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ကိုကဘတ်တော်ကခွန်အားပေးထားပါတယ်အယောမခန့်ကြီးစနစ်အပိုင်းငယ်ဆက်ခွန်ထဲမှာဘယ်လိုပြောရလဲဆိုရင်ပေတူကိုမြရန်တုံးမမှုကြနဲ့ လူအပေါင်းတို့ရှေ့မှာတင့်တယ်ရုပ်ပတ်တော့အကျင့်ကိုကြံစီကြလို့ဆိုပြီးတော့ကျွန်တော်ကိုမိန်တော်မူထားပါတယ်။ဒါကြောင့်ယနေ့ကျွန်တော်ခရိယန်တွေမေတ္တာကိုအခြေခံထားတဲ့ယုံကြည်ချက်ဖြစ်တဲ့အတွက်ကြောင့်မို့ယနေ့မေတ္တာတရားပဲကျွန်တော်တို့ကရှောင်လန်းရတာဖြစ်ပါလေ။အဲတော့မကပတ်တော်မှာလည်းအဲ့လိုပဲကျွန်တော်တို့ကိုမိန်တော်မူထားတာရှိပါတယ်။အကြောင်းမို့ယနေ့ကျွန်တော်တို့ကအဲ့ဒီနောက်ကပတ်တော်ကိုပဲကျွန်တော်တို့ခွန်အားယူပြီးတော့ယနေ့အတ္တကိုတိဆောက်ဖို့ရန်ဖြစ်တဲ့ ချော်လန့်ဖို့ရံဖြစ်ပါတယ်။အကြောင်းဘသူဘလို့ပဲပြုတ်မှုနေပါစေဘလို့ပဲကျွန်တော်တို့တိုက်ခိုက်နေပါစေငင်းပန်းနေပါစေရံတော့မမှုကြပါနဲ့။လူအပေါင်းတို့ရှေ့မှာတင့်တယ်လောက်ပတ်တော့အချင်းကိုကျင့်ရနေကြပါ။အမေရဲ့ကျွန်တော်တို့ကိုကြံစီနေရမှာဖြစ်ပါတယ်။အကြောင်းလဲဆိုကျွန်တော်ဒီလိုရင်းနဲ့ဘယ်လိုတည့်အောင်နေရမလဲဒီပတ်ဝန်းကျင်မှာကျွန်တော်ဘယ်လိုနေထိုင်ရမလဲဆိုတော့ကျွန်တော်အမြဲတမ်းရှာကြံရင်းနဲ့ချော်လန့်ဖို့ရန်အင်မတန်မှအရေးကြီးပါတယ် ရောမခန်းကြီးစနစ်ပိုင်ငယ်စကိုချစ်သူတို့သူတပားတီတင်တို့ကိုပြစ်မလင်းတဲ့ကိုတိုင်ပြစ်ပြန်ရဲ့မတုံကြနေအမျက်တို့ကိုအခွင့်ပေးကြလို့ကျန်းစာလာဒီကငါဒီအပြစ်တရားကိုစီရင်ပိုင်၏အပြစ်နဲ့အလျောက်ငါဆက်ပြီးမြို့သာရဖျားမိန်တော်မူ၏ဒီနေ့ကျွန်တော်ယုံကြည်သူများမမဆွဆွဲခံရပြီးတော့ပြစ်တင်ပြီးတော့ညင်စိညပချင်းခံနေရပါတယ်ဒါပေမဲ့လေဒီလိုခံရတဲ့အခါမှာတဲ့နော် ချစ်သူတို့တူတပွားတီတင်တို့ကိုပြမလင်ကိုတိုင်အပြစ်ပြန်ရမတုံကြနေကျွန်တော်ပြန်ပြီးတော့သူတို့ကိုကလေးစားချေဖို့ရမဟုတ်ပါဘူးသူတို့ကိုပြန်ပြီးတော့ကျွန်တော်တိုက်ခိုက်ဖို့ရမဟုတ်ပါဘူးတွန်းလှန်ဖို့ရမဟုတ်ဘူးတဲ့အမျက်တော်ကိုအခွင့်ပေးကြပါသူတို့ရဲ့ဒီလိုစိတ်ဆိုးမန်ဆိုးနဲ့လှုပ်ဆောင်တော့အရာတွေကိုကျွန်တော်တို့ကမလုပ်ရမလဲဆိုရင်အခွင့်ပေးလိုက်ပါအချားဆလာဒီကငါဒီအပြစ်တရားကိုစင်ပိုင်အဲ့တော့သူတို့လှုပ်ဆောင်တဲ့မြအရာအားလုံးသူတို့လှုပ်ခဲ့တော့အရာအားလုံးကသူတို့ ဘသူကစီရင်မှာလဲဆိုရင်တခင်ပြပဲပြန်လဲပြီးတော့စီရင်မှာဖြစ်ပါတယ်ကျွန်တော်တို့စီရင်ချမလို့ဘူးဆိုတဲ့ပုံဖြစ်ပါတယ်အပြစ်နဲ့အလျောက်ငါဆက်ပေးမျိုးဒါကပြန်မင်းတော်မူ၏ဘုရားတခင်ကိုယ်တိုင်ရတဲ့အဲ့ဒီအပြစ်နဲ့အလျောက်သူတို့ကိုပြန်လဲပြီးတော့စီရင်မှာဖြစ်တယ်အကြောင်းမို့ယောမခန်းကြီးစနစ်ပိုင်ငယ်27ထဲမှာဘယ်လိုပြောလို့လဲဆိုရင်အစိုးအဖြစ်အရှုံးမခံနေအကောင်းအဖြစ်အစိုးကိုနိုင်လို့ဒီနေ့ကျွန်တော်တို့ကြုံတွေ့နေရတော့အရာအင်မတန်မှခက်ခဲတယ်ကြမ်းတမ်းပါတယ်စိတ်ပြဝမ်းနည်းစရာဖြစ်ပါတယ် အသက်ဘေးနဲ့ကြုံရပါတယ်ဒါပေမဲ့လေကျွန်တော်တို့အဲ့ဒီအဆိုးအဖြစ်အရှုံးမခံနိုင်အကောင်းအဖြစ်ဆိုးကိုနိုင်လို့ဆိုတာကနင်တို့သူတို့လှုပ်ဆောင်တဲ့အတိုင်းကျွန်တော်ပြန်လေပြီးတော့သုံးပြန်ဖို့ရမဟုတ်ပါဘူးကျွန်တော်ကကိုယ့်ဘက်ကမေတ္တာပြပြီးတော့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုကျွန်တော်တို့ကတည်တည်တိုင်တစ္ဆာဆောင်ဖို့ရံဖြစ်ပါလေအဲ့တော့ဒီနေ့ဒီမှာဖြစ်ပြနေတော့အရာတွေကအင်မတန်မှအာလူအနေနဲ့ကြည့်ရင်တော့ဟိုဝန်နေရှာကောင်းပါလေအင်မတန်မှခံရခက်တော့ ိစ္ဆာတွေလည်းဖြစ်ပါတယ်လူရဲ့ဇာတိအဖြစ်ဆိုတော့ယန်တုံမှုချင်းစရာဖြစ်ပါတယ်ဒါမဲ့နှုတ်ကပတ်တော်ထဲမှာတော့ကျွန်တော်တို့ဘေဒုကမယန်တုံမှုကိုပါနေတယ်เนาะကျွန်တော်တို့အစိုးအဖြစ်အရှုံးမခံဖို့ရရင်လည်းသခင်ဖျားကျွန်တော်တို့ကိုနှုတ်ကပတ်တော်အဖြစ်လိုက်တွန်းခွန်အားပေးထားတာဖြစ်ပါတယ်အကြောင်းမို့တဲ့အဖင်ကပိုင်ငယ်ဆန်ငါထမဘယ်လိုပြောရလဲဆိုရင်ထို့ကြောင့်ပညာမေကေတို့မူပညာရှိကေတို့ဆစ်ဆစ်မြင့်မြင့်ချင်းဆောင်မြေအကြောင်းတတိပြုကြလို့ တော့ဒီနေ့ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒီနေ့ဉာဏ်ပညာမေတို့သူကိတို့မနေဖို့ရန်အင်မတန်မှအရေးကြီးပါတယ်ကျွန်တော်တို့ကပညာရှိကိတို့စစ်စစ်မြင့်မြင့်ကျင့်ဆောင်ကြောင်းတည်ပြုရမယ်ဒီနေ့ကျွန်တော်တို့လှုပ်ဆောင်လေတမျှမှာဒီနေ့တခင်ပြားမိန့်တော်မူထားတဲ့အတိုင်းအဲ့ဒီဉာဏ်ပညာနဲ့ကျွန်တော်တို့ကတက်တာကိုတိဆောက်ဒီနေ့ရှောက်လန်းကြရအောင်လို့ကျွန်တော်အင်မြလုံးနဲ့တိုက်တွန်းခေါ်ပေးပါလေအရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ ယနေ့စီရနိုင်ငံကယုံကြည်သူများအားလုံးကိုလည်းဖျားသခင်ဝေကမဆာပါစေအာမင်